ားလုံးပဲမင်္ဂလာပါခင်ဗျာ Pipetti TV Channel ရာနေနေထိုးဆောင်နှခုစတာလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မေလ12ရက်နေ့ကျွန်တော်တို့ရဲ့ Pipetti TV Channel ရာနေတင်ဆက်ပေးမယ်မွေးနေ့စီတောင်းစီတင်မှာပါဝင်လာတဲ့မွေးနေ့ရှင်ကတော့ပြာပုံမျိုးနဲ့တရက်ပင်စိတ်ကြီးရောမှာနေထိုင်နေဘဘဦးထွန်းမီဘဘတော်တင်ကြီးဘဘဦးစိန်ဝင်ဘဘတော်ခင်ဝင်တို့ရဲ့မီဖေဖေဦးစန်းအောင်မမီတော်တင်မဝင်တို့ရဲ့သမီးမောင်လေးမောင်ချမ်းမီအောင်မအီးမွန်ကျော်တို့ရဲ့အမ မတင်သေးမြက်ပဲဖြစ်ပါလေခင်ဗျာ Happy birthday ဒီနေ့မေလ၁၂ရက်နေ့မှာရောက်ရှိလာတယ်မတင်သေးမြက်ရဲ့၂၂နှစ်ပြည့်ဝင်နေရတဲ့လေကိုတော့ချီးရတဲ့မိသားစုကနေဝင်းနေဆုံးဝကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ပါမတင်သေးမြက်ရဲ့၂၂နှစ်ပြည့်ဝင်နေရတဲ့လေကိုချီးရတဲ့မိသားစုစုတောင်းပေးထားတဲ့ဝင်းနေစုတောင်းလေးတွေရတော့ Happy birthday ပါချီးရတဲ့တမီးလေးတမီးလေးရဲ့ဘဝတစ်ချက်လုံးကျမတို့ဆင်ပြီးတော့ ိုရာမန္တမြားပြေဆုံးပါပြီမိဘအောင်လူချေပြည့်စုံနိုင်တဲ့တမိလိမ္မာလေးဖြစ်ပါသည်ချစ်ရတဲ့မိသားစုနဲ့အတူနေရတဲ့အချိန်မှာကုမင်တော့ကကင်းသွားဖြစ်တန်းနိုင်ပါသည်တမိလေးရဲ့ဘဝလေးဟာရေလိုအေးပန်းလိုချမ်းမြေပြီးတော့လူရပန်းနိုင်ကလုံးမထီပေးမရှိပဲအောင်မြင်မှုများစွာကိုပိုင်ဆိုင်နိုင်ပါသည်မိဘဆွေမျိုးများနဲ့ခုနှစ်ရဲ့သားသမီးများအပေါ်ကောင်းကင်ပြူနိုင်တဲ့တမိကောင်းရတနာလေးဖြစ်ပါသည်ပြီးကန်းနိုင်တော်လက်တစုံကိုပိုင်ဆိုင်နိုင်ပါသည် အမှားမှန်ခွဲခြားနိုင်တဲ့မြို့သမီးကောင်းလေးဖြစ်ပါသည်ဒေါလီယာလာလီယာကီလိုမီတီစုမကြီးပဲသူတော်ကောင်းများနဲ့သာတွေ့ဆုံနိုင်ပါသည်မိသားစုတွေအားလုံးကသမီးလေးကိုရန်ချစ်ပါတယ်ဆိုပြီးတော့မတင်နေမြတ်ရဲ့22နှစ်ပြည့်မွေးနေ့ရဲ့မျက်လေးကိုချီးရတဲ့မိသားစုကနေဝင်းနေဆုံမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမတင်နေမြတ်ရဲ့ Pipa Didi Channel ကနေလည်းဒီနေ့မေလ12ရက်နေ့မှာရောက်ရှိလာတယ်မတင်နေမြတ်ရဲ့မွေးနေ့ရဲ့မျက်လေးကို စဉ်ဝင်းနေစုမကောင်းလေးတောင်းဆိုပေးခြင်းပါတယ်။ Happy birthday ပါနော်။ဝင်းနေရနေစပြီးတော့ချီးရတဲ့မိသားစုနဲ့အတူနောက်နေပေါင်းတရာတိုင်းပြည့်ရှင်သွားနေထိုင်နိုင်ပါသည်။လေးရတိုင်းကိုအေးချမ်းစွာဖြစ်တန်းနိုင်ပါသည်။မိဘကိုကျေးဇူးတင်နိုင်ပြီးတော့ဝါသနာပါရလုပ်ငန်းများမှာထူးခြားထမြတ်သူတယောက်ဖြစ်ပါသည်။ညနာမြင့်ချစ်ခင်တန်ကြာတနာပါသည်ဆိုတဲ့စုကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါများပါသည်။ကကြည်တုံးမှာရင်းနှီးမြှောက်ပါပြီးရနေလဲခင်ဝင်နိုင်ပါသည်။ တက်ရှိကြမှာပြောရှင်ပြီးတော့ကောင်းသောလူကြီးစနမန္တများဖြစ်ွားပါသည်လို့ဒီနေ့မေလ12ရက်နေ့မှာရရှိလာတဲ့မတင်းမင်းမြတ်ရဲ့မွေးနေ့ရက်မျက်လေးကို Pipati TV Channel ကနေလည်းတစ်ဆင့်မွေးနေ့စုမကောင်းလေးတောင်းဆိုပေးလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါစေလို့ Pipati TV Channel ကနေစတောင်းမြတ်တာပို့သပေးလိုက်ပါရခင်ဗျာ Happy birthday